အားလုံးပဲမင်္ဂလာပါမိတ်ဆွေတွေကိုဆရာဒီနေ့မေတ္တာလက်ဆောင်ပေးချင်တာကတော့ယာဒူးတိုးကျင်တဲ့မိတ်ဆွေတွေကိုယာဒူးတိုးစေသောဂမ်ဘီရာနီးလေးကိုမေတ္တာလက်ဆောင်ပေးပါမယ်နော်အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးသွားပါနော်တချို့ဝန်ထမ်းတွေအစိုးရဝန်ထမ်းပဲဖြစ်ဖြစ်ပုဂ္ဂလိကဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့နော်နိုင်ငံခြားမှာပဲနေနေတချို့ယာဒူးတိုးကျင်တဲ့လစာကောင်းကျင်တဲ့နေရာကောင်းရကျင်တဲ့မိတ်ဆွေများ ခုဆရာပြောပြမယ်ကွန်ပျူတာနည်းလေးကိုပြုလုပ်ပေးပါနော်လောမှာတော့ရမ်းမခက်ပါဘူးဘာလို့ပြရမလဲဆိုတော့စကူကရောတစ်ခုထိုးရမယ်စကူကရောဆိုတာတော့တော်များသိမှာပါနော်တော်တော်များများသိမှာပါတဲ့စကူကရောအဲစကူကရောလေးပေါ့နော်စကူကရောလေးထိုးလိုက်ရမယ်ဒီလိုပုံစံမျိုးလေးပေါ့ဗျာဒါနမူနာခောက်ပြပါပေါ့နော်ဒီမှာစကူကရောလေးထိုးလိုက်မယ်ဒီလိုမျိုးလေးနော် စကုကတော်ပြွေးထုတ်ပြီးတော့ဒီဖះနေပိတ်ပေါ့ဗျာပိတ်ပြီးအဲစကုကတော်ထဲမှာဘာလို့ရမလဲဆိုတော့ထညက်ခဲဆက်တခဲထရမယ်ထညက်ခဲအဖြူပဲဖြစ်ဖြစ်အမဲပဲဖြစ်ဖြစ်ထရမယ်နော်ထညက်ခဲဆက်တခဲကိုဒီစကုကတော်ထဲမှာထရမယ်နော်ထဲပြီးပြီးဆိုတာနဲ့အဲ့ထညက်ခဲတွေကိုငကယုံဖះမှာဖះရှင်ကိုတော်မြတ်ကြီးကလှူဒန်းပေးရမယ်နော်နဂယုံဖះမှာသွားလူပေးရမယ်အဲမိမိအိမ်မှာတော့ရှိမှာမဟုတ်ဘူး အဲဇေဒီတွေဘာတွေမှာရှိပါတယ်နော်ငရယုံဖျားမှာအဲစကုကတော်ထဲမှာထညာကဲဆက်တကဲထည့်ပြီးတော့မှယာရုတိုလုပ်ငန်းကိုင်ငန်းယာရုတိုနေရာကောင်းရပြီးတော့ဝင်ငွေကောင်းလစာကောင်းဆူတောင်းပေးပါနော်နိုင်ငံသားမှာနေတဲ့မိတ်ဆွေတွေကတော့အဲငရယုံဖျားပုံတော်ကိုငရယုံဖျားပုံတော်ရဲ့ရှေ့မှာအဲစကုကတော်လေးထိုးပြီးတော့မှထညာကဲဆက်တကဲထည့်ပြီးတော့အတူပါနော်တကယ်လို့ငရယုံဖျားမသွားနိုင်တဲ့လူတွေလည်းငရယုံဖျားပုံတော်ကိုရှေ့မှာထောင်ပြီးတော့ဖျားစင်မောကထောင်ပြီးတော့ စကူကြော်ရဲမှာထညာကဲဆက်တကဲထည့်ပြီးလူတန်းလို့ရပါတယ်နော်အဲဒီဆနာပြောတဲ့ယာဒူးတိုးဖို့နေရာကောင်းရဖို့လာစာကောင်းဖို့ဆူတောင်းပေးပါတေချာပေါ့ရပိုင်းလာပိုင်းအတွင်းမှာယာဒူးတိုးပြီးတော့လာစာကောင်းကောင်းရပါလိမ့်မယ်နော်အခုဆရာပြပြခဲ့တဲ့ကံမီတာနီးလေးဟာမိတ်ဆွေများအလုံးတွေအကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးခဲ့ပါနော်ဆရာကတော့ဆရာကြီးမင်းတိန်ကအဲဆရာ မစ်ဆွေတို့ရဲ့နီးစက်ရအခုဆရာပြပြခဲ့တဲ့ကံပီတာနီးလေးကိုမစ်ဆွေတို့ရဲ့နီးစက်ရတငယ်ချင်းအပေါင်းအသင်းတွေကိုတဆင့်ပြန်လဲပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လဲမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပီရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဘေရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့ဒါတော့ဘေရင်ဧကန်တဘေရင်မေးခြင်းနဲ့မစ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ဘေရင်မေးလို့ရပါတယ်နော်ဘေရင်ညာပူဇော်ကယူပါတယ်ပြီးတော့အိမ်ရောက်ကျင်တာခြံရောက်ကျင်တာမြေရောက်ကျင်တာ ကားတွေကြောက်တွေဆက်ပစ္စည်းတွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်နော်အာမခံတယ်ပါအခြေရေးအဆင်မပြေတဲ့လူငယ်တွေအိမ်တော်ကြီးဖောက်ပြန်ခံရတဲ့အိမ်တော်ကြီးပဋိပက္ခကြုံတွေ့နေရတဲ့မိတ်ဆွေများဆက်သွယ်ပါကျမ်းမာရေးအသေးစားဖြစ်နေတဲ့လူနာတွေစုံပယောဂတရေတစီတွေနဲ့တက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပါအကျွေးပြန်ရဖို့အကျွေးတွေကြည်ဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေများအမျက်ငွေတွေချက်ချင်းရဖို့ ပုဏ္ဏကနမင်းကြီးရဲ့အဆောင်တော်တွေဆောင်ရွက်ပေးပါတယ်။အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိဖို့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေချက်ချင်းပြန်လဲရရှိဖို့အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့နော်အထူးရရာစီမံဆောင်ရွက်ပေးတယ်ပြီးတော့ဘဝမှာဘာလို့လို့ဘာကံမှမသိဘဲနဲ့လမ်းပြောက်နေတယ်ဆိုတဲ့မိတ်ဆွေများအမှုခင်းရင်ဆိုင်နေရတဲ့မိတ်ဆွေများအမှုနိုင်ဖို့ဟလာပြောစကားဆိုစကားနားမထောင်တဲ့သားသမီးတွေ မိဘရဲ့ပြောစကားဆိုစကားနားထောင်စီဖို့ချုံအောင်ဖန်စီကနေချက်ချင်းလွန်မြောက်စီဖို့အတွက်အထူးရေရစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 88 858ပြီးတော့39 98 34လုံး256ဖြစ်ပါတယ်เนาะအဲ့ဒီ 0968088888အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါနော်အိမ်မှာလာမေးကြတယ်ဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပြီးပါနော်အားလုံးပဲကျမ်းမှာချမ်းသာကြပြီးတော့ လောကကောင်းကျိုးတာယနာရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်ကြပါစေစစ်ဘေးလက်နက်ခဲယံဘေးရန်သူမျိုးငါးပါးဘေးကနေကင်းဝေးနိုင်ကြပါစေเนาะအားလုံးပဲကျေးဇူးတင်ပါတယ်